ရုတ်ကိုဒေါသပုံထားစေတဲ့သူ့ရဲ့အငင်းပွားစရာမှတ်ချက်စကားကိုပြန်ရုပ်သိမ်းဖို့ဂျပန်ဝန်ကြီးချုပ်ကအငင်းဆိုသွားခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကသာကျူးကျော်တိုက်ခိုက်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တွေဆေးလွတ်မယ်လို့အတိအပယ်ရတဲ့အမှတ်ချက်စကားကိုနိုဝင်ဘာလ9ရက်နေ့တုန်းကဂျပန်လွှတ်တော်မှဝန်ကြီးချုပ်ဆန်နအေတက်ကာအီချီကပြောကြားသွားခဲ့ပါတယ်။တရုတ်ဟာအဲ့ဒီစကားအပေါ်မကြေမနက်ဖြစ်ပြီးတန်တမန်ရေးစီးပွားရေးဂုံသွေးရေးနီးလန်းတွေနဲ့ဂျပန်ကိုဖိအားပေးခဲ့ပါတယ်။ဒါ့အပြင်ဂျပန်တန်အမတ်ကြီးကိုပါဆင့်ခေါ်ပြီး ဝန်ကြီးချုပ်ရဲ့အမှတ်ချက်နဲ့ပတ်သက်လို့တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ပြဿနာတွေဖြစ်နေတဲ့အချိန်မှာတကာအီချီကစကားအပြောဆိုကိုပိုပြီးထိန်းသိမ်းခဲ့တယ်လို့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့လည်းနောက်ဆက်တွဲမှတ်ချက်ပေးတာတွေမရှိခဲ့ပါဘူး။နိုဝင်ဘာ22ရက်နေ့မှာတော့သူဟာတောင်အာဖရိကနိုင်ငံမှာ G20 ထိပ်တီးညီလာခံတက်ရောက်ဖို့မထောက်ခွာခဲ့။သတင်းတော့တွေနဲ့တွေ့ဆုံပြီးဒီကိစ္စအကြောင်းစကားနည်းနည်းပြောခဲ့ပါတယ်။တကာအီချီအနေနဲ့သူပြောခဲ့တဲ့မှတ်ချက်စကားကိုပြန်ရုပ်သိမ်းစေဖို့တရုတ်ကတောင်းဆိုထားပေမဲ့ ဝန်ကြီးချုပ်ကတော့သူ့စကားကိုရုတ်သိမ်းဖို့အငင်းဆိုသွားပါတယ်။ဂျပန်ရဲ့ရည်တည်မှုကိုထိပါချင်းချောက်ခံလာရပြီလို့ယူဆရင်အစိုးရဟာရနိုင်သမျှသတင်းအချက်အလက်အားလုံးအပေါ်မူတည်ပြီးအချိန်နဲ့တပြေးညီအတင်းတော်ဆုံးဆုံးဖြတ်ရွေးချယ်မှုတွေကိုလှုပ်ဆောင်မှာဖြစ်ကြောင်းဒီအကြောင်းကိုသူကိုယ်တိုင်အကျဉ်းချင်းရှင်းပြခဲ့ပြီးဖြစ်တယ်လို့ဂျပန်အစိုးရရဲ့သဘောထားဟာပြောင်းလဲသွားမှာမဟုတ်ကြောင်းဒါကအီချီကဆိုပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုပိုင်တဲ့နေမြေတစ်ခုအဖြစ်သတ်မှတ်ထားပြီး လိုအပ်လာရင်အင်အားအသုံးတက်ခတ်တန်းယူမယ်လို့ချင်းချောက်ထားပါတယ်။ဒီတော့အဲ့ဒီအခြေအနေမျိုးဖြစ်လာရင်ဂျပန်ကတက်တွေဆစ်လွတ်ပြီးကူညီမယ်ဆိုတဲ့သဘောထားမျိုးတကာအချီပြောဆိုခဲ့တာဟာတရုတ်အပေါ်ရန်လိုတဲ့သဘောထားကို ပြသလိုက်တာလို့တရုတ်ကဆက်ဆဲခဲ့ပါတယ်။တကာအချီကသူ့ရဲ့သဘောထားကတော့ဂျပန်တရုတ်ဆက်ဆံရေးကိုတတိယအယောက်မြင့်တင်သွားဖို့ဖြစ်ပြီးဒီအကြောင်းကိုပြီးခဲ့တဲ့လကတောင်ကိုရီးယားမှာတရုတ်သမ္မတရှီကျင့်ဖြင့်တွေ့ဆုံတုန်းကလည်းအတိပေးခဲ့သေးတယ်လို့ဆိုပါတယ်။ သူကအရှိကိုပြောခဲ့တဲ့အတိုင်းနှစ်နိုင်ငံကြားမှာအပြန်အလှန်ကောင်းကျိုးဖြစ်ထွန်းစေမယ့်အပြုသဘောဆောင်တဲ့ဆက်ဆံရေးမျိုးတည်ဆောက်ခြင်းကြောင့်ဂျပန်ဘက်ကတော့အဲ့ဒီရည်တည်မှုကိုလုံးဝမပြောင်းလဲကြောင်းသူကပြောကြားသွားပါတယ်ရှင်